နာရဝိသတိအိမ်မှာအလုံးလုံးတဲ့အလုံးသမားတယောက်ဟာဥပုံနေဆိုတာသူ့ကိုဘယ်သူမှမပြောသေးတဲ့အတွက်ကြောင့်မနေ့စောစောတည်းကအလုံးခွဲကိုထွက်သွားတယ်ပြန်ရောက်လာတဲ့အခါကျတော့အိမ်သူအိမ်သားတွေကအလုံးဥပုံဆောင်ကြတယ်သူတယောက်အတွက်ပဲထမင်းချက်ထမင်းချက်ထားတဲ့အခါကျတော့ ခတိုင်းလိုစီစီကားကားမရှိတော့သူကမေးကြည့်တယ်။အာဒီနေ့ဥပုပ်နေအလုံးဥပုပ်ဆောင်နေကြတယ်။မင်းတယောက်တည်းလုံလုံလုံမင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုဩကျန်တဲ့လူတွေဥပုပ်ရတယ်ငါတယောက်ဥပုပ်မရဘူး။အဲ့တော့ဥပုပ်ကခုချိန်ဆောင်ရင်ရအောင်မလားလို့အနာရဝိတထေးကိုသွားပြီးတော့မေးတဲ့အခါညာတဝိတေးကအေးညာထက်ဝက်လေးတော့ဥပုပ်ရသေးတာပေါ့ ထက်ဝက်ဥပုံတော်ရတာပေါ့ဆိုအေးသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့ဆိုင်ရင်တဝက်ရတာကောင်းတယ်လို့ဆိုဆိုအစာမစားတော့ပဲဥပုံဆောက်တည်တယ်သူညရောက်တဲ့အခါကျတော့နေလေနဲ့ပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့လေထထားပေါ့နော်အဲ့ဒါလို့လေထသည့်အတွက်ကြောင့် ဘိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့စတုပတုစားတဲ့ဆေးတွေချွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့တော့သူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုပ်ကလေးရတာကြံတဲ့လူတွေရောစားသလားဆိုကြံတဲ့လူတွေကမလို့အဲ့လိုမစားဘူးယောဂရှင်စားကောင်းတယ်လို့ အဲ့ဒီလိုယောဂရှင်စားကောင်းတယ်လို့ဆိုပြီးတော့ပြောတော့ "तू ကလက်မခံဘူး"တေခြင်းတေပဲစေဥပုတ်တဲ့ပဲတေးမယ်ဆိုပြီးတော့အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညတ်ထွက်ဥပုတ်ဆောင်းလိုက်တာကြောင့်မို့လို့ "तू ကနောက်ဘဝကြတော့ဘုန်းတော်ကြီးတဲ့ယောဂဇိုလ်ကြီးတွားပြီးတော့ဖြစ်တာ မလဲဘူးသူကဥပုတ်တိလနဲ့အစာအာဟာရနဲ့မလဲဘူးနောက်ဆုံးမှာအသက်နဲ့တောင်မလဲပဲနဲ့ဒီလိုဆောက်အဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုဟာအမြဲတမ်းချိန်ထိုးပြီးတော့ကြည့်တယ်ငါစွန့်လိုက်တာကတန်ဖိုးကြည့်သလားရလိုက်တာကတန်ဖိုးကြည့်သလားတခါတရံကျတော့ စွန့်လိုက်တာတွေကတံပိုးကြီးပြီးရလိုက်တာကတံပိုးမရှိတာရတာမျိုးတွေဖြစ်တယ်။တခါတရံကြတော့ရလိုက်တာကတံပိုးမရှိုံနဲ့မကဘူး။ဝန်တုံးဝန်ပိုးဖြစ်သွားတာရှိသေးတယ်။အကုသိုလ်တွေရသွားရင်တကယ်ကိုဝန်တုံးဝန်ပိုးကြီးဖြစ်သွားတယ်။အဲကုသိုလ်ကောင်းဖို့စွန့်ပြီးတော့အကုသိုလ်လုံးလိုက်တယ်ဆိုလို့ရှိရင်တော့တကယ်ကိုဝန်တုံးဝန်ပိုးကြီးပါဖြစ်သွားတယ်။အလွန်ပြောင်းပြန်ဖြစ်သွားတယ်ပေါ့။ ဒါကြောင့်မို့အရိယသူတော်ကောင်းတွေကတော့ဒီနှစ်ခုကိုအများရန်တန်ဖိုးခြင်းတွက်ချက်ပြီးတော့ကြီးတဲ့သဘောရှိတယ်ပေါ့